စပါအသင်းနောက်ခံလူကစားသမားဗန်ဒီဗန်ကအသင်းဒီပြပိုစီကိုကလူအတွက်ယူပါလိဖလားကိုရယူသွားမယ်လို့ကတိပေးပြောကြားခဲ့ပါတယ်။စပါသင်းဟာယူပါလိဘိုလူပွဲစဉ်အဖြစ်ဒီနေ့ညမှာပရီးမီးယားလိပြိုင်ဘက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘီဘောအသင်းရဲ့အိမ်ကွင်းဆမ်မာမီးစ်မှာကစားရမှာဖြစ်ပါတယ်။စပါသင်းဟာဒီယာဒီပရီးမီးယားလိမှာအဆင့်၁၆အထိရောက်ရှိနေပြီးအဆိုရအောင်ရာသီတစ်ခုနဲ့ရင်ဆိုင်ခဲ့ပေမယ့်အခုချိန်မှာ၂၀၀၈ခုနှစ်နောက်ပိုင်းပထမအောင်ဆုံးဖလားတလုံးရဖို့နဲ့လာမယ့်2025-2026အရာဒီမှာချန်ပီယံလိဝင်ခွင့်ရဖို့အခွင့်အရေးရှိနေတာပါ။ စပါတင်ဒီပြပိုစတီကိုဂလူးကသူ့အနေနဲ့ကင်တွေခဲ့တဲ့အတင်းတိုင်းမှာဒုတိယရာသီဆိုရင်ဖလားရယူနိုင်လေးရှိတယ်လို့မှတ်ချက်ပြုခဲ့ပြီးအခုလဲစပါနီပြဘွားဒုတိယရာသီနဲ့အတင်းနဲ့တူစပိန်မှာယူပါလိဖလားကိုကင်မြောက်ဖို့မျှော်လင့်နေတာပါပိုစတီကိုဂလူးဟာဒီရာသီစပါအတင်းရလက်တွေစိုးရခဲ့တာကြောင့်ဝေဖန်မှုတွေနဲ့တောက်လျှောက်ရင်ဆိုင်ခဲ့ရပြီမယ်ဗန်ဒီဗန်ကတော့အတင်းကစားသမားတွေနဲ့သူတို့နီးပြအတွက်ယူပါလိဖလားကိုရယူပေးဖို့ဆရာထက်တန်နေတယ်လို့ပြောဆိုခဲ့ပါတယ်ဗန်ဒီဗန်ကကျွန်တော်တို့အနေနဲ့နီးပြအတွက်အနိုင်ရကျင်ပါတယ် သူကသူကင်တွယ်ခဲ့တဲ့အသင်းတိုင်းမှာဒုတိယရာသီဆိုလျင်ဖလားတွေရယူနိုင်တာကြီးပဲပြောဆိုခဲ့တာကိုလူတိုင်းလည်းသိမှာပါသူရဲ့အဲ့ဒီမှတ်ချက်ကထူးခြားပြီးကျွန်တော်တို့သာယူပါလိဖလားရယူနိုင်ခဲ့တယ်ဆိုလျင်ပို့ပြီးတော့လှပသွားမှာပါကျွန်တော်တို့ကစားတာအရန်ဆိုးရွားခဲ့ရင်တော့သူကကျွန်တော်တို့ကိုအမြင်အပေးခဲ့တာပါသူအနေနဲ့ကျွန်တော်တို့ကိုလက်လျှော့လိုက်တာမျိုးတစ်ခါမှမခံစားခဲ့ရပါဘူးသူကကျွန်တော်တို့ကိုအမြဲတမ်းအကောင်းဆုံးဖြစ်အောင်တွန်းအားပေးခဲ့တာပါဒါကြောင့်အခုလိုဆိုးရွားတဲ့ရာသီနဲ့ကြုံတွေ့ခဲ့ရပြီမြေ ကျွန်တော်တို့အနေနဲ့ယူပါလီဖလားရယူနိုင်မယ်လို့ယုံကြည်နေတာပါဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဘာသင်ဟာဒီယာဒီမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပြိုင်ပွဲဆို၃ချိန်တွေ့ဆုံရမှာ၃ချိန်စလုံးအနိုင်ရရှိခဲ့ပြီးအခုယူပါလီဘောလူပွဲမှာလည်းမန်ချက်စတာယူနိုက်တက်အသင်းကိုထပ်မံအနိုင်ရဖို့မျှော်လင့်နေတာပါ။ဒါပေမဲ့စပါအသင်းအနေနဲ့ယူပါလီဘောလူပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ရပြီးချန်ပီယံစုကိုရရှိခဲ့မယ်ဆိုရင်တော့အသင်းနည်းပြပိုစတီကိုဂလူးအနေနဲ့ယာရုကနေထုတ်ပယ်ခံရဖို့ရှိနေတယ်လို့ပီတီမီဒီယာကဖော်ပြနေပါတယ်။